အရင်တော့က application နဲ့ website တွေဖန်တီးဖို့ဆိုရင် coding ရေးတတ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ဒီဘက်ခင်မှာတော့အဖက်ဖက်မှာစမ်းဆောင်ရကောင်းမလို့လဲ AI တွေအပြိုင်ဆိုင်ထွက်လာတဲ့အတူ AI တွေကိုအသုံးချပြီး app တွေ website တွေဖန်တီးတာတွေကို prompt ကောင်းကောင်းရေးတတ်အောင်လည်းမိနစ်ပိုင်းတွင်ဖန်တီးလို့ရနေပါပြီ။ဒီနေ့ video မှာကျွန်တော်က Google Gemini ရဲ့နောက်ဆုံးထွက်ထားတဲ့2.5 version နဲ့လက်တွေ့အသုံးချလို့ရမယ့် project တွေကို coding တစ်ချောင်းမှမရေးဘဲဖန်တီးကြည့်မှာပါ။ပထမဆုံးအနေနဲ့ QR code generator တစ်ခုကိုဖန်တီးကြည့်ပါမယ်။ QR code generator တွေက online ပေါ်မှာဆိုရင်ဝယ်သုံးရတာများပါတယ်။ ကျွန်တော်ကအခု Gemini မှာတော့ prompt ရေးရုံနဲ့တကယ်အလုပ်ဖြစ်တဲ့ Java code generator ရလာမလားဆိုတော့စမ်းကြည့်ပါမယ်။ video ရဲ့အစပိုင်းမှာကျွန်တော်က2.5 pro မှာရွေးမိထားပါတယ်။2.5 pro က pro version မဟုတ်လို့ credit limit ပြည့်သွားရင်တော့စက်ခိုင်းလို့မရတော့ပါဘူး။ကိုကတကယ်လို့ free သုံးနေရဆိုရင်တော့2.5 flash နဲ့တော်တော်လေးစင်ပြေပါတယ်။ coding နဲ့ပတ်သက်တဲ့ test တွေခိုင်းတဲ့အခါမှာအောက်ကဝိုင်းပြရတဲ့ canvas ဆိုတာကို on လာလိုက်ရင်ပိုအစင်ပြေပါတယ်။ ကုန်းတွေရလာတဲ့အခါတခြားတပ်တွေထပ်ဖွင့်ရမလို့ပဲတနေရာထဲမှာလည်းကိုယ့်ရဲ့ project ကို preview ကြည့်ပြီးလိုအပ်တာတွေတစ်ခါလဲဆန်းလို့ရတာမလို့ပါဒီ video ထဲမှာဆန်းပြထားတဲ့ project တွေကိုကိုယ်တိုင်လိုက်လုပ်ပြီးဆန်းကြည့်ခြင်းလဲဆိုရင်တော့ prompt တွေကိုကျွန်တော် Facebook page နဲ့ Messenger မှာလာတောင်းလို့ရပါတယ် project prompt ကိုရေးထည့်ပြီးရတယ်လိုအပ်တဲ့ကုန်းတွေကိုညာဘက်က canvas ပေါ်မှာတစ်ခါလဲရေးပေးနေရအောင်တွေးရမှာပါ AI ကနေကုတ်တွေအကုန်လုံးရေးပြီးွားရင်တော့ညာဘက်ပုံမှန်ဝိုင်းပြလာတယ် preview ဆိုတာကနေပြီးတော့ကျွန်တော်တို့ရဲ့ QR code generator ကိုဝင်ကြည့်လို့ရပါပြီဒီ generator မှာဆိုရင် link ထည့်ဖို့နေရာတစ်ခုပါမယ်ကိုကြိုက်တဲ့ပုံဖြစ်ဖြစ် logo ဖြစ်ဖြစ် upload တင်ဖို့နေရာပါမယ် QR code ရဲ့ size တွေ color တွေပြောင်းဖို့အတွက်လည်း option တွေတစ်ခါလဲပါပါတယ် QR code ကိုစိတ်ကြိုက်ပြင်ဆင်ပြီးပြီဆိုရင်တော့ download PNG ကိုနှိပ်ပြီးတော့ code device တွေတင်လာလို့ရပါတယ် ရလာတဲ့ QR code ကတကယ်ပဲလုံးဖြစ်မဖြစ်ကျွန်တော်တို့ scan ဖတ်ပြီးဆန်းကြည့်ပါမယ်။ဗီဒီယိုမှာမြင်နေရသလိုပဲ QR code ကတကယ်လုံးလုံးပြီး YouTube channel ပေါ်ကိုရောက်သွားတာတွေ့ရမှာပါ။ပြီးရင်ဒီ generator ကိုနောက်ပိုင်းလွယ်တကူသုံးလို့ရအောင်ကိုယ့်ရဲ့ set တဲ့ထည့်ထားဖို့အတွက် code တွေအကုန်လုံး copy ယူလိုက်ပါမယ်။ပြီးရင်တော့ကိုယ့်ရဲ့ set ထဲမှာ notebook ကိုဖွင့်လိုက်ပါ။ကူးလာတဲ့ code တွေကို notebook ထဲထည့်လိုက်ပါမယ်။ HTML5 ဖြစ် save ဖို့အတွက် save as ဆိုတာကိုရွေးလိုက်ပါ။ file name ပြီးတဲ့အခါမှာနာမည်ရဲ့နောက်ဆုံးမှာ .html လို့ထည့်ပြီးတော့ file type မှာ all file ကိုရွေးလိုက်ပါ။ပြန်သုံးကျင်တဲ့အခါ save ထားတဲ့ HTML5 ကို double click နှိပ်ပြီးတော့အချိန်မီဖြန့်သုံးလို့ရပါပြီ။နောက်ထပ် project တစ်ခုအနေနဲ့ကျွန်တော်က background pattern တွေထုတ်ပေးနိုင်မယ့် pattern generator တစ်ခုကိုစမ်းထုတ်ကြည့်မှာဖြစ်ပါတယ်။ ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ web application ကမျိုးလောက်ကိုပဲစမ်းပြလာတာပေါ့နော်ကိုက prompt ရေးတဲ့ရေးတဲ့သလိုကိုယ်စိတ်ကူကောင်းရင်ပိုကောင်းသလိုမျိုး app တွေအများကြီးဖန်တီးလို့ရပါတယ်ကုတ်တွေကုန်ရလာပြီဆိုရင်တော့ preview ထဲဝင်ကြည့်လိုက်ပါမယ်။ AI ဖန်တီးပေးထားတဲ့ pattern generator ကတကယ်ပဲလှုပ်ဖြစ်မဖြစ်စမ်းကြည့်ပါမယ်။ ခုထွက်လာတဲ့ pattern generator မှာဆိုရင် pattern တစ်ခုမှဖန်တီးခင်မှာ shape type တွေ color palette တွေ background color တွေ size တွေအကုန်လုံးရွေးလို့ရတယ်ပေါ့နော်။အောက်မှာမြင်တွေ့နေရတဲ့ color zone နဲ့ပုံကတော့ pattern generator ထုတ်ပေးထားတဲ့ pattern ပုံတွေဖြစ်ပါတယ်။ ဒီပုံလေးကို Code Device တဲ့တခါလေး download ဆက်ပြီးတင်ထားလို့ရပါတယ် Gemini 2.5မှာနောက်ထပ်မိုက်လာတာကလက်ရှိရှိ Visa Code တွေပေါ်မှာပိုကောင်းတဲ့ project ဖြစ်လာအောင် Gemini AI နဲ့ integrate လုပ်လို့ရလာပါတယ် Code တွေရဲ့ညာဘက်အောက်တောင်းအားဝိုင်းပြလာတဲ့ AI tool တွေကိုနှိပ်လိုက်တာနဲ့လက်ရှိရှိ Visa project ကို AI power နဲ့ဖန်တီးထားတဲ့ application တစ်ခုဖြစ်အောင်ဖန်တီးလိုက်နိုင်ပါတယ် ဂျင်မနာ AI နဲ့ integrate လုပ်လိုက်တဲ့ pattern generator မှာဆိုရင်တော့ကိုကအတင်းတစ်ခုကိုရေးထည့်လိုက်တာနဲ့ color palette ကျလာတာမျိုးတွေ pattern ရဲ့ concept ကိုကိုကြိုက်တဲ့ပုံစံရေးပြီးပြောင်းလဲတာမျိုးတွေပါဝင်လာပြီးအရင် version ထက်ပိုဆောင်လာတာကိုတွေ့ရမှာပါကြည့်ရနှစ်ခုမှာတော့ကျွန်တော်က Gemini 2.5 Pro နဲ့ဆက်ပြလာတာပါ Pro က limit နဲ့တောင်းရဆိုတော့ကျွန်တော်အခု Gemini 2.5 Flash နဲ့ဆက်ပြီးတော့ဖန်တီးကြည့်ပါမယ် ဒီတစ်ခုကတော့ရေရွရှင်းရှင်းနဲ့ကိုထည့်လိုက်တဲ့သချင်းပြီးအတိုင်း frequency wave animation လေးတွေပေါ်လာတဲ့ project တစ်ခုကိုဖန်တီးကြည့်မှာဖြစ်ပါတယ်။အပလီကေးရှင်းရလာပြီဆိုရင်တော့ကျွန်တော်တို့တခြင်း upload ပြီးစမ်းကြည့်ပါမယ်။ဗီဒီယိုမှာမြင်နေရသလိုပဲတခြင်းထည့်ရတဲ့အောက်က color zone waveform တွေကစီးကြအတိုင်းလိုက်ပြီးလှုပ်ရှားနေတာကိုတွေ့ရမှာပါ။ကိုယ်စိတ်တိုင်းကြပုံစံတွေကို prompt ပြင်ဆင်ပြီးထပ်ထည့်သွားလို့ရပါတယ်။ ကိုက wave form animation နဲ့တုံးဖို့လိုအပ်လာရင်လည်းဒါမျိုးဖန် TV အလွယ်တကူတုံးလို့ရနိုင်ပါတယ်ဒီတစ်ခါတော့ test animation ပုံစံမျိုးစမ်းကြည့်တာပေါ့နော်ကျွန်တော်တို့ထည့်လိုက်တဲ့စာသားက 3D test အဖြစ်ပေါ်လာပြီးတော့အဲဒီစာကိုနှိပ်လိုက်လို့ရှိရင်ပေါက်ထွက်သွားသလိုမျိုး effect ပေါ်လာတာမျိုးဖန်တီးကြည့်ပါမယ်ပထမဆုံးချိန်ထွက်လာတဲ့ result မှာ error ဆိုပြီးပါလာပါတယ်။ကုတ်တင်ကိုနားလဲတဲ့သူဆိုရင်တော့ show console နေပြီး error တက်နေတဲ့ line ကိုဖြည့်ရှင်းအောင်ပါပဲ။ programmer မဟုတ်တဲ့ကျွန်တော်တို့လို user တွေအတွက် face error ဆိုတာနှိပ်လိုက်ရုံနဲ့ရှိနေတဲ့ error တွေကိုတစ်ခါတည်းဖြည့်ရှင်းပြီးငကိုရှိနေပြီးသား code တွေကို update လုပ်ပြီးသားဖြစ်သွားမှာပါ။ဒါကအရင်ကလိုတခွန်းမဲတခွန်းဖြည့်ပြီး code တွေရေးနေရတာအများကြီးပုံမိုက်လာတဲ့အချက်တွေပါပဲ။ ောက်ထပ်ထွက်လာတဲ့ browser မှာလည်း error တော့မတက်တော့ပေမဲ့ကိုကြိုက်တဲ့ server ပြောင်းလို့မရတာရယ်ပေါက်ကွဲတဲ့ effect မပါလာတဲ့ကြောင့်မို့လို့ကျွန်တော်ထပ်ပြီးပြင်ခိုင်းလိုက်ပါတယ်ဒီတစ်ခါတော့ကိုကြိုက်တဲ့စာသားထည့်လို့ရတဲ့အပြင် effect လည်းပါလာပြီဖြစ်ပါတယ်။ effect ကတော့ကျွန်တော် ပေါက်ကွဲတဲ့ effect ကနေပြီးတော့ flicker effect ကိုပဲပြင်ပြောင်းထားပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ calendar generator တစ်ခုကိုဖန်တီးကြည့်ပါမယ်။ ကလန်နာကိုကိုကြိုက်တဲ့ပုံ background ထားပြီးထုတ်လို့ရမယ့် application မျိုးပါတခါတလေမွေးနေ့ရှိလို့ပုံလေးနဲ့ birthday wish လုပ်ပေးချင်တာမျိုးဖြစ်ဖြစ်ကိုစိတ်ကြိုက်ပုံနဲ့ကလန်နာထုတ်ချင်တဲ့အခါမျိုးပါဖြစ်ဖြစ်ဒါမျိုး background အကြောင်းရေးလိုက်ရုံနဲ့ကိုစိတ်ကူးမိတာတွေကိုလွယ်တကူဖန်တီးလို့ရတာတော့တော်တော်လေးသဘောကျဖို့ကောင်းပါတယ် application ကပေါ်လာရင်ပဲ error တက်နေတော့ AI ကိုပဲထပ်ပြီး fix လုပ်ခိုင်းလိုက်ပါတယ်ခုဆိုရင်တော့ application နဲ့ရပြီ error လည်းမတက်တော့ဘူးဆိုတော့ကျွန်တော်တို့ပုံထည့်ပြီးစမ်းကြည့်ပါမယ် ။သို့မှဆိုရင်ကိုယ်စိတ်ကြိုက်နှစ်တွေလာရပြောင်းပြီးဂျန်ရိတ်လုပ်ဖို့တော့ option တွေပါထည့်ပေးတာပါလေ။ကိုယ်စိတ်ကြိုက်ပုံထည့်ပြီးဆိုရင်တော့ calendar ကိုကျွန်တော်တို့ export ထုတ်ကြည့်လိုက်ပါမယ်။ video ထဲမှာမြင်ရတဲ့အတိုင်းကျွန်တော်တို့ထည့်ထားတဲ့ပုံက calendar နဲ့အတူထွက်လာတာကိုတွေ့ရမှာပါ။ ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုမှာပြောချင်တဲ့အကြောင်းကကျွန်တော်တို့ကကုတ်တင်မရေးတတ်သေးဘူးဆိုရင်တော့ prompt တွေကိုတိကျရေးပြီးကိုယ်လိုအပ်ချက်နဲ့အနည်းဆက်ဆုံးအရာတွေကို AI နဲ့လွယ်တကူဖန်တီးလို့ရနေပြီဆိုတာပါကုတ်တင်ကြောင့်နားလည်တဲ့ channel တူတွေဆိုရင်ဒီထက်အများကြီးပိုကောင်းတာတွေကိုဖန်တီးနိုင်မှာပါဒီဗီဒီယိုကြည့်ပြီးဘော်လာတို့ဖန်တီးပြတဲ့ app တွေအကြောင်းကိုလည်း comment မှာမျှဝေခဲ့လို့ရပါတယ်တကယ်လို့ဂျင်မနိုင်နဲ့ပတ်သက်ပြီးထပ်ပြီးဖန်တီးတာတွေကြည့်ချင်တဲ့လည်း comment မှာမန့်ခဲ့လို့ရပါတယ်ဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်